တောင်းကြညာပိုင်းကကန်တော်ကုန်ခဲ့တဲ့မိဖုရားကြီးတိရိခေလက်ရှိထိုင်းပြင်ကြီးမဟာဝတိယလောင်ကုန်ရဲ့မေရော်ကြီးဖြစ်သူမိဖုရားကြီးတိရိခေရဲ့ရှုပ်လောင်ကိုချူလာလောင်ကုန်စေယုံကနေဇာပနာအခမ်းအနားကျင်းပမဲ့တော်ဝင်နန်းတော်စီဒီကနေ့ပို့ဆောင်လိုက်ပြီဖြစ်ပါတယ်။ ရုံလောင်းသက်ဆောင်လာတဲ့ဘန်ကောက်မြို့ရင်းနဲ့နန်းတော်နေရာတဝိုက်မော်တော်ယာဉ်လမ်းကြောင်းတစ်လျှောက်မှာမိဖုရားကြီးတိရိခိတ်ကိုကာဝရာပြုကရောဖို့ထိုင်းပြည်သူအများပြားတန်းစီစောင့်ဆိုင်းခဲ့ကြပါတယ်။ဝန်ထဲချင်းထိမ့်မတ်နေနဲ့အနက်ရောင်ကိုသာဝစ်စင်ထားကြပြီးငိုကြေးကြတဲ့တိုင်းသူပြည်သားတွေကိုလည်းတွေ့ရပါတယ်။မိဖုရားကြီးရဲ့ဇာပနာခန္ဓာကိုအောက်တိုဘာ26ရက်ကစတင်ပြီးထိုင်းတော်ဝင်အစင်လာရီနဲ့အမြင့်ဆုံးဂုဏ်ပြုကျင်းပသွားဖို့ပြင်ရညွှန်ကြားထားပါတယ်။ ်ဝန်ထဲချင်းတိမ်မကန်လာကိုတနေ့သတ်မှတ်ထားပြီးမိဖုရားကြီးတိရိခိရဲ့ရုပ်လောင်းကို တော်ဝင်နန်းတော်ရဲကဒုစင်မဟာပရာဆက်တလွန်ဆောင်မှပြင်ဆင်ထားရှိပြီးဂါမရပြုခံမယ်လို့တော်ဝင်နန်းတော်ကထုတ်ပြန်ထားပါတယ်တတ်တော်63နှစ်အရွယ်မှာကံတော်ကုန်ခဲ့တဲ့မိဖုရားကြီးတိရိခိကနရွာဆန်သွားပြီဖြစ်တဲ့ရာမကိုးပြင်းကြီးဘူမီပေါ်အတူရတဲ့မိဖုရားတူဖြစ်ပါတယ် သူတို့မှသားသမီးလေးဦးရှိပြီးတော့အကြီးဆုံးသားမဟာဝတ်ကြီးရာလောင်ကွန်ကရှာမ30ဘွဲ့မြင်းနဲ့လက်ရှိထားနိုင်ငံရဲ့အပြင်ကြီးဖြစ်ပါတယ်။